အကြံခင်မာဒီပါဝရီနေ့လည်းရောက်တော့မယ်ဆိုတော့ဒီနေ့ချောကဒီပါဝရီနဲ့ပတ်သက်ပြီးတော့အကြံအရာတွေကိုဘူးတတရအောင်လို့ပြပြပေးသွားပါမယ်။ဒီပါဝရီပွဲတော်ဆိုတာကဟိန္ဒူဘာသာဝင်တွေရဲ့တတ်တော်အရေးကြီးဆုံးပွဲတော်တစ်ခုပါ။အင်္ဂလိပ်လိုဆိုလို့ရှိရင်ဒီပါဝရီပွဲတော်ကို Festival of Light အလင်းပွဲတော်လို့ခေါ်ကြပါဗျ။ ဒီပါဝရီဆိုတာကအလင်းရောင်ကမှောင်မိုက်မှုကိုအနာယူခြင်းနဲ့ကောင်းမှုကဆိုးမှုကိုအနာယူခြင်းကိုတင် जा ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။အိန္ဒိယမြောက်ပိုင်းမှာအများဆုံးယုံကြည်ကြတာကမကောင်းဆိုးဝါးဘရင်ယာဝနာကိုအနာယူပြီးနောက်တခင်ယာမကဇနီးနဲ့ညီတော်ဖြစ်သူတို့နဲ့အတူနိုင်ငံကိုအောင်မြင်လွှာပြောင်းရောက်လာခြင်းကိုဂုဏ်ပြုတာပဲဖြစ်ပါတယ်။ ပြည်သူတွေကသူတို့ကိုကြိုဆိုတဲ့အနေနဲ့လမ်းတလျှောက်လုံးနဲ့အိမ်တွေမှာစီမီးခွက်လေးထွန်းညှိခဲ့ကြပါတယ်။နောက်ပြီးဒီပါဝတီပွဲတော်ကာလမှာဥစ္စာဌာနနဲ့ကျောဝချမ်းသာခြင်းရဲ့နှစ်သမီးဖြစ်တဲ့လက်ရှမီကိုအများဆုံးပူဇော်ပတ်သားကြပါတယ်။အိမ်မှာမီးထွန်းပြီးတော့တန်ရှင်းလှပအောင်ပြုလုပ်ထားလို့ရှိရင်လက်ရှမီနှစ်သမီးကလာရောက်ပြီးတော့တနှစ်တာလုံးအတွက်ကျောဝချမ်းသာအောင်ပြုလုပ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်ဖြစ်ပါတယ်။ဒီပါဝတီပွဲတော်ဟာ၅ရက်ကြာကျင်းပလေ့ရှိပြီးတော့မီးပန်းတွေမီးချောင်းတွေနဲ့အိမ်တွေကိုအလှဆင်ခြင်းမုတ်ပွဲတည်ရ စာတွေဖလှယ်ခြင်းလက်ဆောင်တွေပေးကမ်းခြင်းအတူတကွပျော်ရွှင်ဆင်နွှဲခြင်းတို့နဲ့ပြည့်နေနေတဲ့ပွဲတော်ကြီးတစ်ခုပဲဖြစ်ပါတယ်။ကဲချောပြပြခြင်းနဲ့ဒီပါဝလီပွဲတော်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကတော့ဒီနေ့တော့ဒီလောက်ပါပဲ။ Happy Diwali နေ့ပါ။